ကိစ္စများများလူလိုပေါင်းလို့ဆိုကြတဲ့အတိုင်းလူပေါင်းလူလောကရဲ့ရှင်သန်နေထိုင်နေကြတဲ့လူမှန်သမျှအင်ကိစ္စ၊ကြောင်းကိစ္စ၊လောက်ကိစ္စ၊လက်ရည်ရွာကိစ္စအစရှိတဲ့လူမှုကိစ္စမျိုးမျိုးနဲ့နေစာတူဝါပတ်သက်နေကြရပြီးမိသားစုတငယ်ချင်းကစားလို့လူအမျိုးမျိုးအလွားဖုံဖုံနဲ့ပေါင်းတင်ဆက်ဆံနေကြရပါတယ်။အဲဒီလိုပေါင်းတင်ဆက်ဆံကြရမှာအထီးရောက်ဆုံးအမြန်ဆန်ဆုံးနဲ့အလွယ်ကူဆုံးနည်းဖြစ်တဲ့စကားပြောခြင်းကိုအများဆုံးအသုံးပြုကြရတာကြောင့်စကားပြောခြင်းဟာလူရင်းနေတိုင်းလှုပ်ဆောင်နေရတဲ့လူမှုကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။စကားပြောခြင်းဟာလူရည်ရဲ့ပါဇက်ထေကအတန်ဒီထွက်လာတာဖြစ်ပြီးလူ ွယ်ချင်းချင်းအပြန်လန်းဆက်သွယ်နိုင်တယ်။အနက်တီပင်ရှိတဲ့အတန်ကိုစကတန်လို့သတ်မှတ်ပါတယ်။စကားပြောခြင်းထားမြောက်ဖို့ဆိုပြောတဲ့သူနဲ့နားထောင်တဲ့သူရှိရမယ်လို့ရေပုံရမှတ်နိုင်ပါတယ်။အဒီမှာပြောတဲ့သူဟာတယောက်တည်းဖြစ်နိုင်တယ်လို့အများလည်းဖြစ်နိုင်ပြီးနားထောင်တဲ့သူဟာလည်းတယောက်တည်းဖြစ်နိုင်တယ်လို့အများလည်းဖြစ်နိုင်ပါတယ်။ကျမတို့သိတဲ့ပရိသတ်ဆိုတာဟာနားထောင်သူအများပြားကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ပြောတဲ့သူနဲ့နားထောင်တဲ့သူအရေးတွက်ပေါ်မှုတည်ပြီးစကားပြောဆိုတဲ့ပုံစံလေးမျိုးအဖြစ်တဦးကတဦးကိုပြောတဲ့ပုံစံတဦးကအများကိုပြောတဲ့ပုံစံ အများကတူကိုပြောတဲ့ပုံစံနဲ့အများကအများကိုပြောတဲ့ပုံစံတွေကိုတွေ့နိုင်ပါတယ်ရှင်ပြောစကားသုံးမျိုးမှာတစ်မျိုးချင်းဟာလဲပြောတဲ့အကြောင်းအရာပြောတဲ့အခြေအနေနဲ့ပြောတဲ့နေထားပုံမူတည်ပြီးပြောပုံဆိုပုံအမျိုးမျိုး꿰ပြသွားနိုင်တာတွေ့ရပါတယ်တူတဲ့ပြောစကားမှာနားထောင်သူတူဒါမှမဟုတ်နားထောင်သူအများရှိနိုင်တယ်လို့ကိုတယောက်တည်းကိုကိုကိုပြောနေတာမျိုးလည်းရှိနိုင်ပါတယ် ပုံမြင်ပြောတာ၊ရေဒီယိုတန်လွင်တာ၊ဟောပြောတာ၊မိကွန်ပြောတာ၊ပြဿနာပါတတ်တဲ့တကူတဲ့ပြောတာတွေဟာလေတူတဲ့ပြောစကားတွေဖြစ်ပေမဲ့တကူနဲ့တကူပြောဆိုတဲ့ပုံစံကွဲပြားနေပါတယ်။